ျွန်တော်တို့ရဲ့ channel ကိုကြည့်ရှုအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါတဲ့ကြာလာဖားလာငားလာဝါလာဘယ်လိုပါလဲပေါ့တိကြပေါ့နော်တမိုင်းဆိုတာကနာမည်ပြက်ရှိတဲ့လူတွေကကြာရှုံးသမဲပါဟုတ်လားတမိုင်းဆိုတာကနာမည်ပြက်ရှိတဲ့လူတွေကကြာရှုံးသမဲပါဗျာနော်နော်နာမည်ပြက်ရှိတဲ့လူတွေကကြာရှုံးသမဲပါနော်ကျွန်တော်ဘဝမှာနာမည်ပြက်မရှိဘူး public area မှာနေတာနော် နာမည်ပြရှိလို့ကတော့ကျွန်တော်တိုက်ခိုင်းမဲ့လူကအများကြီးပဲနော်ကျွန်တော်ဒီတက်မလို့တော့ဘောမှာတက်မလို့ဘောမှာယူသားတယ်နိုင်ငံရဲ့လူမျိုးကိုချစ်တယ်တက်မလို့သားမိသားစုနေအပေါ်အပေါ်တွေမှာကိုညီကိုမောင်နှမသားချင်းလို့နော်ဖလဲတကင်းနေတယ်သူ့ဘာသူဂျိုင်းနဲ့နန်းနဲ့ဘာနန်းနဲ့စစ်သားတွေ့တာနဲ့စုပ်ပြတ်တက်နေပြီစီပြေးဖက်တာအဲအဲ့လိုကောအဲ့လိုကောနော်ရဲပြင်းဦးလေးရဲတွေမေ့ကြည့်လိုက်သဘောကြီးနဲ့ဘလို့နေလဲလို့အေးစေးနော်အဲ့တော့ပွဲတော့လှတာပါ မြန်မြန်လေးကျွန်တော်ဖုံးဆက်မဲ့ရဲ့ပဲကျွန်တော်စောင့်ပါတယ်ဗောနော်ပြီးရင်တော့လူဆိုတာတခုတော့ပြောလိုက်မယ်အလဲကြရင်တော့မနှဲ့ကြစရမ်းဗောကျွန်တော်ဒီပွဲကိုကျွန်တော်ကတာမဟုတ်ဘူးခမားတို့စိုင်းတီးလို့ကျွန်တော်လိုက်ကပေးတာနော်ခမားတို့စိုင်းတီးလို့ကျွန်တော်ကပေးတာနော်ခမားတို့ဘယ်လောက်ထိတီးနိုင်မလဲကျွန်တော်ဘယ်လောက်ထိကနိုင်မလဲဆိုတာက ကိုယ့်အကူစဉ်းစားပေါ့ခင်ဗျားတို့ထောင်ကြမှာမကြောက်သလိုကျွန်တော်လည်းထောင်ကြမှာမကြောက်ဘူးထောင်ကထောင်ပဲနော်ဒါပေမဲ့ကျွန်တော်ကထောင်ကြစရာအကြောင်းတော့မရှိဘူးဟုတ်ပြီလားနော်ထောင်ကြစရာအကြောင်းမရှိဘူးအဲ့အမှုလောက်ကထောင်မကြောက်ဘူးဗျနော်နိုင်ငံတော်ပုံကနာမဟုတ်ဘူးလက်သုံးချောင်းထောင်တာမဟုတ်ဘူး PDF ထောက်ဖို့မဟုတ်ဘူးနော်ကျန်အားဆိုပြောမနေနဲ့နော်ကျမတို့ အာကျွန်မနာမည်ပါရဆဲပါတယ်ပါမျိုးနာမည်တက်ပြီးတော့တလုံးမှမဆဲခဲ့ဘူးနော်ကျွန်တော်ထင်ပါတယ်အဲ့ဟိုအမှုဖွင့်ခံရတဲ့လူကလည်းဖီးအားတခုတော့ရှိမှာပေါ့အဲအမှုဖွင့်တာသူတို့ကြိတ်တော့ကြံတာရောတပတ်လောက်တော့သူတို့ရေးရမှာပေါ့ရေးပြီးတော့မှအာမဖွင့်တဲ့လူပြောရင်လည်းအဲ့ဒီရေးရတိုင်ပတ်အောင်ပါအဲ့တော့မထူးတော့ဘူးကွာတပတ်ကကိုစော်ဘုံရင်အာတပတ်ကသူတို့ဖြစ်တာချကွာဆိုပြီးဟိုကလည်းဖွင့်ခံလိုက်တာတွေ့ရမ်းဆိုကိုရအဲ့မှာလှမှာပါ တွယ်စမ်းဆိုပြီးတွယ်ခံလိုက်တဲ့ပုံစံပဲနောက်ဆုံးတော့ရေးကိုတိုင်းတည်တယ်ကိုစောဘုံကြီးပဲနိုင်သွားမှာဒီပွဲကကိုစောဘုံကြီးကနိုင်ကိုနိုင်မှာဆိုတာအဲရဲဟူလားကိုတိုင်းကိုတည်တယ်အခုလောက်ကိုတည်နေပြရဲတွေကတည်နေပြီသူကကြည်တာနဲ့တည်တယ်လေသူတို့ကသူတို့ဘဒူပိုင်ဘဒူပန်ပန်ပိုင်လို့ဆိုဖီးယားပေးပြီးတော့အဖွင့်ပါကြတာပြောတာအဲ့ဖီးယားပါညာကိုစောဘုံကြီးအခုကအကုန်လုံးကတည်နေပြီတိုင်းနိုင်ငံလုံးကအာဘာဘာညာတွေကအကုန်လုံးကရောက်နေပြီဟမ် အမရဲကလည်းတမင်တက်တက်ကိုဟိုပေါ့နော်တက်ကွင်းကိုထုတ်ထိုးထဲလိုက်ပုံရတယ်။ဟာဒီပွဲကဒီလောက်နဲ့တော့ဘာမှဖြစ်တာမဟုတ်ဘူးတရားသူကြီးကစသတိပါတယ်။နောက်ဆုံးတရားသူကြီးကြိုက်တဲ့တရားသူကြီးသွားမေးဒီအမှုကဘလို့မှမဖြစ်နိုင်ဘူးဆိုတာသိပြီးသား။အာဒီယိုဆဲမှာကဇော်ဘုံကြီးဆဲကလည်းဘာမှမရှိဘူး။ကျွန်တော်လည်းမပြတ်ဘူးကျွန်တော်ဒီဒီအကောင့်ကကျွန်တော်ပေးမှာဟိုရဲစခန်းကိုအဲ့အဲ့အဲ့ရမှာဒီဘုံနေเนาะကျွန်တော်အကောင့်အစ်စ်မနေ့ပြန် ကျွန်တော်တို့ iPhone တွေကတော့ကျွန်တော်မပေးဘူးကျွန်တော်မှာဖုန်းတွေရှိတယ်ကျွန်တော် iPhone တွေထဲမှာအကုန်ထည့်ထားတာကျွန်တော်အဲ့ဒီဖုန်းတွေကိုတနေ့ရချင်းစီပို့မှာကျွန်တော်အဲ့ဒီဘာလဲဘာတောင်းတကုံဟုတ်လားတောင်းတကုံစကန်းကိုကျွန်တော်ရောက်တာနဲ့ကျွန်တော်ရဲ့ဖုန်းတွေအကုန်လုံးအကုန်ပို့ထားလိုက်မှာဘာလို့လဲဒီလားကျွန်တော်ဖုန်းကိုလုံးကြံလို့မရအောင်လို့ကျွန်တော်အဲ့လိုက်မှာလေအဲ့တဲ့အချိန်မှာဘာမှမသိဘူးကျွန်တော်အကုန်ပွားပြီးပို့မှာတထေရတဲ့ပို့မှာနော် ပို့မှာကျွန်တော်အကုန်လုံးပို့ပြီးရင်ကျွန်တော်နားအေးသွားပြီအမှစစ်တဲ့လောဒီဒါစစ်တဲ့ဒါဆိုတော့အေးဟုတ်တယ်ဟာဒါမဟုတ်တယ်အားလုံးဒါလည်းဒါလည်းအကုန်လုံးအတူတူပဲပြီးပြီကျွန်တော်ထင်ပါတယ်အဲ့တောင်တကုန်ရဲစခန်းအမှုဖွင့်လိုက်တာလေသူကသူတို့ကလည်းရဲပြီးရပါဗျအာဒီဘွဲကကိုစောဘုန်းကြီးမမဟုတ်ဒီဘက်ကတစ်ဘက်ကနည်းနည်းဟိုအချိဟိုအလေးအကြောင်းတရားလေးနဲ့လာလို့တယ်ဆိုတော့မဖွင့်ပေးဘူးဆိုတော့လည်းမကောင်းဘူးလေမကောင်းတော့ဖွင့်ပေးလိုက်ရတဲ့အနေထားရှိမှာပေါ့ ဒါဒီဒါဒီသူတို့ဒီမှလာမသိပါဘူးအဲဖွင့်ချာဆိုကိုတော်ဘုံင်းနဲ့ချပြီးဆိုတော့အဲကိုကလုတ်ခဲ့ပြီးပြီပဲဗျာနော်ကိုလည်းကြရင်တော့မနှွဲကြစရန်ပေါ့နော်ကိုလည်းကြရင်တော့ဒါရင်နဲ့မှမဟုတ်ဘူးနော်အဲ့တော့ကိုကကိုချာတာတရားတရားခွင်မှာရင်ဆိုင်မှု အသိဉာဏ်နော် တရားခွင်မှာရင်ဆိုင်ဖို့တာအသင့်ဖြစ်တာကျွန်တော်အဲ့တရားရုံးကိုအမြန်ကိုလျောက်ချင်နေတယ်အဲ့ဒီတောင်တကုံရဲစခန်းကကျွန်တော်အခုရရင်အခုဆက်သွယ်ခဲ့ပါဗျာအခုဆက်သွယ်ရင်မနဲ့အခုညလိုချင်းကားမောင်းထွက်လာမယ်နော်ရဲစခန်းကကျွန်တော်အမှုကိုင်မဲ့ရဲလေးပေါ့နော်ဘယ်လိုလဲတော့ကျွန်တော်လည်းမသိဘူးနော်စခန်းမှုပဲဖြစ်ဖြစ်ကိုစောဘုံရင်ရေးမမုံမုတ်ခိုင်ကတော့ကိုစောဘုံရင်ကိုဒီမှာ66ကာကြီးနဲ့ပ38လားဘယ်လောက် တရားဆွဲထားပါတယ်အဲ့ဒါကုသဘုံရဲ့အနေနဲ့များတောင်တကုံရဲစခန်းကိုလာလို့ရလားလာလို့ရပါတယ်ရဲမူကြီးခင်ဗျာလို့ပြောလိုက်ပါလာလို့ရပါတယ်ရဲဦးကြီးခင်ဗျာလို့နော်နော်ကျွန်တော်လာခဲ့မှာပါကျွန်တော်ယုံကြည်ပါစိတ်ချပါအမြန်ဆက်ပါလို့ကျွန်တော်ဆူတောင်းနေတာပါနော်အဲ့ကြရင်ဇော်ဘုံရဲ့လူဝိညာဉ်နဲ့လူဇော်ဘုံရဲ့အမှန်တရားဘလောက်ထိလဲဆိုတော့တနိုင်ငံလုံးတတိုင်းပြည်လုံးသိသွားမှာเนาะကျွန်တော်အဲ့ဒါကိုလိုချင်နေတာဖုံးမဆက်သေးလို့ ဖုံးမဆက်သေးလို့နော်ဆဲရဲဆိုတာနာမည်တက်ပြီးဆေးရတကူမှမရှိဘူး66ခါကြီးလည်းမမြောက်ဘူးဘာပါတီတွေပါတီရကျွန်တော်ရင်ထဲကပြည်သူပါတီတွေပါကျွန်တော်ပြောတာပဲခင်ဗျားတို့ငလင်ပေးမှထွက်မှမထွက်တာလေဟုတ်တယ်မလားထွက်မှမထွက်တာခင်ဗျားတို့ပါတီပုံစံနဲ့ထွက်ဖို့ငလင်ပေးတွေလူတွေတိုင်းပြည်တည်အောင်လူတွေတိုင်းပြည်အတွက်လုံးမဲ့လူတွေကငလင်ပေးပါကျွန်တော်တို့လိုအရက်သားဟဟိုမှာမင်းကုန်းစီဒီပထိုးကြီးကြီးရောက်နေဟိုမှာ နေပြီးတော့မှပြန်ကြရေးဟိုဟာ ပြန်ကြားရေးဟွာကြီးဟွာကြီးဖြစ်သွားတာတင်းစားအကျင်းမုံတင်းစားမှာတော့ကျွန်တော်ပုံကြီးနဲ့ပါတာနော်ဆန်နေစီတွေငွေဟိုငွေကြီးတို့ရေးတန်းတို့သွားလူလာဟမ်ခမားတို့အဲ့လိုမျိုးတွေမထွက်ပါဘူးခမားတို့ပြောတော့ဗာလဲပြည်သူဘာဖြစ်တယ်ညာဖြစ်တယ်တို့ပြောပြီးတော့မှဟမ်ခမားတို့လူလာတယ်တခုမှလည်းမတွေ့ပါဘူးဟမ်လူလေတိုင်းပြည်နိုင်ငံကိုချစ်တာလူလေခမားတို့ကခမားတို့လူတဲ့ဥစ္စာတွေဟမ်ဘယ်တင်းစားတွေမှာပါတယ် အဲကျွန်တော်တို့ကလူမသိအောင်လူနေပါတယ်ဘယ်နှောက်လူပါလဲဘယ်နှောက်လူတာတော့လို့လူမသိအောင်လူတာကလူသိတာမသိတာမလို့ဘူးလေလူတာတော့ပြောပေါ်ဘယ်မှာဘယ်မှာလူခဲ့တယ်ဆိုတော့ဟုတ်တယ်မလားအဲတော့လူမသိအောင်ကျွန်တော်ရက်ကွက်တွေရွာတွေတာယာနေပါတယ်အေဂျင့်နေပါဟုတ်လားနော်အဲ့တော့စားပါးတွေနိုင်ငံရေးစားပါးတွေနော် ဘာလို့သွားလဲမဆိုင်တဲ့လူတွေထဲမှာပြောခြင်းလို့နော်နာမည်တက်မပြောပါဘူးကျွန်တော်နာမည်တက်မပြောဘူးတော့လင်းရမသေးသေးဘူးမိမလင်းငယ်သားနေပြီလင်းရဆေးဘုံပေါ်မှာနာမည်တက်မပြောပါဘူးနာမည်ရပ်ပြောတာနာမည်တက်မပြောဘူးနာမည်တက်မပြောဘူးနာမည်တက်မပြောဘူးတော့အဲ့ဘောင်းဝင်ကျွန်တော်စကားဘောင်းဝင် လင်ကဆေးရုံပေါ်မှာလင်ငယ်ကနေနေပြီ။အော်ခတဲ့ခတဲ့။နောက်ပြီးခွေးတောင်မို့မြောက်ပြီးစပုတ်တောင်ကဒီတစ်ခါပဲမြင်ဘူးလေ။မင်းငါပါကောင်းမလဲလို့ဘာလို့ပေါ့။စပုတ်ဆိုတဲ့ကောင်ကလေဒါမျိုးပွဲကိုတွေ့ရတာဂုံတိတ်ကကြားတယ်။ဘာလို့လဲဆိုတော့မိမတယောက်ဖြစ်နေလို့တော်တော်ဂုံတိတ်ကကြားတယ်ကျွန်တော်ဂုံတိတ်ကဒါပေမဲ့ ဆွဲော်လည်းရှင်းရတာပေါ့ဗျာကျွန်တော်တော်တော်ကိုဂုံသိခါကြကျွန်တော်ပြောပါဘူးကျွန်တော်ပြောဖို့ပါတယ်ကျွန်တော်ရှမ်းပြည်နယ်မြောက်ပိုင်းမှာမြက်ခိုင်တရားမှာ DC နံပါတ်3698ဟိန်းစာထွန်းเนาะကျွန်တော်လောက်ကြံမှုတွေเนาะလောက်ကြံခဲ့တာကျွန်တော်တရား14လရင်ဆိုင်ပြီးတော့ဂွင်းလုံးကျွလုတ်ခဲ့တာเนาะ လူတွေကတော့ထင်ပါပေါ့ကျွန်တော်တရားအကြောင်းတွေတရားဥပဒေအကြောင်းတွေနားမလည်ဘူးလို့ပါတော့ပေါ့ကျွန်တော်တို့ကတခါကျနားမလည်ခြင်းအောင်ဆောင်ရတယ်ဗျနော်အဲ့တော့ကျတော့ဒီပွဲကတော့မိုက်တာပေါ့နော်ဒီပွဲကမိုက်တယ်အရင်ဆုံးခေါ်စစ်မယ်ဖုံးပေးမယ်နော်ကျွန်တော်ဒီဘုံကမနှက်ပြန်မဟုတ်ရင်တပတ်ခါမှကျွန်တော်ဒီဘုံကျွန်တော်အပ်တော့မယ်ဟုတ်ဒါပေမဲ့ YouTube ကတော့ live လွှင့်နေမှာပဲကျွန်တော်အပွားနဲ့လာမှာပေါ့သူများလို့တော့ဘယ်လိုမလုပ်เนาะကျွန်တော်လွှင့်မြဲလွှင့်နေသေးပဲ နော်ကျွန်တော်ဟိုတောင်တကုံကနေရေစကန်ကနေပြီးကျွန်တော် ဖုံးဆက်ပြီးခေါ်ပြီးဆိုရင်လေညီကောင်မောင်နှမတွေကို ပြောပြီးသွားမှာပါနော်ကျွန်တော်အမှုကဟိုလိုအမှုမဟုတ်ဘူးရဲတွေကျွန်တော်အိမ်ကိုလာဖမ်းရမယ်အမှုမဟုတ်ဘူးကျွန်တော်ကိုယ်တိုင်သွားရင်ဆိုင်ရမယ်အမှုကိုကားနဲ့ကိုအဲကွန်လေးဖွင့်ပြီးတော့ AC လက်ဟမ်းမားနဲ့သွားမှာဟမ်းမားနဲ့ချီလို့စားနော် အဲမင်းသားကြီးမင်းဘာလို့မနေ့ကတင်းနေ post ဖြတ်သွားတော့တကယ်ချင်းကဟမ်ချင်းရက်ကဥစားကိုဖြတ်သွားဟုတ်လားငါမင်းတို့လိုတရားမစွဲပါဘူးကွာယောက်ျားဖြစ်ပြီးတော့မိန်းမတယောက်ကိုနော်ချားလဲခံပြီးတော့မှတရားစွဲတာအဲ့ဒါယောက်ျားမဟုတ်ဘူးကွာနော်ဘုရားရဲ့စစ်တီတော်ဆိုတာကတော့မြန်မာနိုင်ငံမှာတရားဝင်ရှိလားမရှိလားတော့ကျွန်တော်လည်းမသိဘူးဒါပေမဲ့ ယောက်ျားပြည်သားဖို့လိုတယ်နော်ကျွန်တော်လိုက်ကိုကြီးစုတဲ့ညီကောင်မောင်နှမတွေကျွန်တော်ကဒီနေ့45နှစ်ပြည့်တဲ့မွေးနေ့ကျွန်တော်အားလုံးအထူးကျေးဇူးတင်တယ်နော်ကျေးဇူးတင်တဲ့ကျွန်တော်ကုသိုလ်ရဲကျွန်တော်ကကျွန်တော်အဲလုပ်တယ်ပထမကျွန်တော်ကတကယ်ကုဘကိုလေးအေးချမ်းချမ်းနေမလို့ဗျအဲ့ပုတ်ကူကအာမိုးလင်းလာနေအဲ့အိုင်နဲ့တက်လာတော့ကျွန်တော်တိတယ်ကျွန်တော်ဘယ်မှာတိလိုက်လဲဆိုတော့ဟိုကောင်ရွှေကောင်ဘုရားမှာဘုရားဘူးနေတယ်ကဒီကောင်ကျုပ်ကမစင်ကြယ်ဘူးဒီကောင်ကောက်ကြည့်တော့မယ်ဆိုတော့ကျွန်တော်တိတယ် ဒီကောင်အောက်တန်းသားဆိုတာကျွန်တော်သိတယ်နော်အဲ့ကောင်ကဒီကောင်ရဲ့မျက်လုံးရပ်ဖန်ကိုကျွန်တော်ကြည့်လိုက်တာဒီကောင်ရန်ကုန်ရောက်နေတယ်ပေါ့ရန်ကုန်ရောက်နေကျွန်တော်သိတယ်ကျွန်တော်အဲ့မှာကကျွန်တော်ကျွန်တော်တို့ကပါပါလေးတွေရည်ကြီးစားနေဒီကောင်ရန်ကုန်ရောက်နေတယ်လို့နော်ရှီရုံဘရားလာဘူးနေပါလေဆိုတဲ့ဟိုကဒီကောင်ရဲ့မျက်လုံးမျက်ဖန်က လုံးဝမယိုရှင်ဘူးအောက်တန်းသားဟောတည်ရဒီမှာတကူးကူးလောက်တော့မယ်လို့အားနဲ့တကောင်တော့လပိတ်ဆိုင်သူတောင်းနေကြလပိတ်ဆိုင်လေးဆိုပြီးတော့သူတတ်တင်လိုက်တယ်အဲ့ဒါကျွန်တော်ကျွန်တော်ခင်မောက်ကိုပြောလိုက်တယ်ဒီကောင်ဂျန်ကိုရောက်နေပြီလို့မနေ့ကျရင်ဒီကောင်တကူးကူးလောက်လိမ့်မယ်လို့သူတို့ကတွဲနေတာဟိုဒီအမျိုးသမီးနဲ့ကနော်နောက်ဟိုတယောက် အကူတယောက်ပေါ့နော်သူသူကတော့မဆိုင်ပါဘူးသူကလောလောဆယ်ဟိုဘယ်မှာလဲတော့ကျွန်တော်လည်းမသိဘူးပေါ့နော်ဒီမန္တလေးရပဲသူ့နာမည်တော့ကျွန်တော်မပြောဘူးပေါ့နော်သူတို့က၃ယောက်ကအနေနဲ့တွေးရဖြစ်တာ哦တွေးရဖြစ်တယ်ကအဲမယိုးရှင်းဘူးဆိုတော့မနဲ့ကြတော့အာဒိန်းဆိုဆိုဘုန်းကြီးကိုတရားဆွဲရဆိုတော့ကဟိုကောင်ကလာပြီးတော့မှနောက်ကနေပန်ပိုးမှုပါညာလောက်လိုက်တရားဆွဲတဲ့အချိန်မှာပဲဒီကောင်ကတင်အိုက်ပို့တင်တဲ့အချိန်မှာပဲကျွန်တော်ကိုဖျက်ညက်ကပ်ပုံကိုတင်လိုက်တယ် အဲဒါနဲ့ပါဆွဲရဆိုတဲ့ပုံစံမျိုးပေါ့ YouTube မှာကျွန်တော်ဟာဒီအကုန်ရှိတယ်တမတော်ကာဝေးဦးစည်းချုပ်ကိုအဲ့လိုစဲထားတာရှိတယ်လို့ဆိုလို့ရှိရင်ချက်ချင်းအမှုစစ်မနေနဲ့နော်တခါတည်းတတ်ပလိုက်အေးမဟုတ်ဘူးဆိုရင်တော့တင်ထားတဲ့ post ကိုဘာလို့ဖြတ်လိုက်တာလဲလို့မေးခြင်းရောက်ကြဆိုရင်ဖြေခဲ့ မင်းတို့လိုတရားမစွဲဘူးမင်းတို့လိုအောက်တန်းသားလို့တွေမလို့မလို့တရားယုံတို့ပါတို့ဆိုတာကဗျာတကယ်ခက်ခဲဖြစ်တဲ့လူတွေနော်ဒုက္ခအကြီးကြီးရောက်တဲ့လူတွေဆေးယုံတို့ပါတို့ဆိုတာနော်တင်းဆိုင်ကုန်းတို့ပါတို့ဆိုတာတကယ်တမ်းကျရင်ဒီဒီနေရာတွေအားလုံးဟာဟိုပေါ့နော်ဟိုပြောပြတာလေတရားယုံစုမှာတော့တို့တပတ်ကမန်လားမာလားမသိတဲ့အမှတရားရင်ဆိုင်ရမယ့်နေရာဘယ်သူမှစိတ်ချမ်းစရာစိတ်ချမ်းသာစရာနေရာမဟုတ်ဘူးဆေးရုံလည်းစိတ်မချမ်းသာရဘူး เนาะမြန်မာနိုင်ငံရဲ့အနေထားကိုတွေးကြည့်လိုက်เนาะရဲစခန်းအချုပ်တဲဆိုလေအချုပ်တဲရောက်ပြီဆိုတဲ့ကစိတ်ချမ်းသာရတဲ့အလုံးမှမဟုတ်တာဗျအဲ့ဒီလို့ဒီကျွန်တော်မလို့เนาะအဲ့ဒီလို့ဒီကျွန်တော်ဘာလို့မှကျွန်တော်တရားဆွဲမှာမဟုတ်ကျွန်တော်အဲ့ဒီလို့ဘယ်တော့မှမလို့စိတ်မကူးเนาะဒါပေမဲ့တခုတော့ရှိရပါဗောသူတို့အရင်သူတို့ရအောင်လို့ဗောเนาะပြီးမှတော့အာဟိုလိုလိုဒီလိုလိုတော့ဝိလေကြောင်ဘတ်တော့မလုံနဲ့เนาะ အဲကြိုပြောတာเนาะဝိရကြောင့်မတော်မလုံးအပြက်ဖိုက်လူတယောက်ကိုဖုတ်ပြီဆိုရင်ကျွန်တော်ကဘာလို့မှမလုပ်ခဲ့ဘူးဒါပေမဲ့ကျွန်တော်အခုအလုပ်ခံရတယ်ကျွန်တော်ခေါင်းမတော်နိုင်အောင်ခုတ်ဆမ်းပါဗျာကုမဲ့လူဘာလို့ရှိလဲကျွန်တော်မေးနေတာเนาะဒီအမျိုးသမီးလုံးနေတော့ကျွန်တော်မရဘူးလို့ပဲကျွန်တော်ပြောခြင်းမရဘူးခင်ဗျားတို့အခုအတွင်းစီးပေါင်းနေပြီ ကျွန်တော်တို့ကဒါအကြောင်းမှာဒီလိုအကြောင်းမှာဒီလိုပါဆိုအတွင်းစီပေါက်သွားပြီနော်ခမားတို့စိတ်ကူးမကျင်နဲ့တော့ပြီးသွားပြီခမားလိုင်းပေါ်မှာတင်လိုက်တဲ့ပ3 5 8လားလားပြင်းမှုပါလေပါလေအဲ့ဒါနံပါတ်လား66ကကြီးနဲ့ဟမ်ပြီးသွားပြီလားတလောက်ပဲလား ဲ့လောက်ပဲလားတော်တော်လေးဆွေညာတော်တွေစူးရောက်ပါတယ်နော်ကိုယ့်ရဲ့ဘွားရဲ့ကိုယ်ကသူများကိုဒီလိုသွားတိုက်ခိုက်တယ်ပြီးဆိုရဲဟိုကခမားတို့ရဲ့နောက်ကျောတွေခမားတို့ရဲ့မဟုတ်ကဟုတ်ကလောက်ခဲ့တဲ့ဥစ္စာတွေအကုန်ပေါ်နော်ကျွန်တော်အကုန်လမ်းပြောပြီမမိုးခိုင်းဆိုတာဘလို့မိမအတုသားဘယ်နှစ်ဥပမာဥပမာ ဥပမာပြောတာဒါသူဆွဲလို့ကျွန်တော်ပြောတာ तू ကဆွဲလာလို့ကျွန်တော်လည်းပြောပြတာ तू အကြောင်းနဲ့ကျွန်တော်အကုန်ပြောပြီလေ तू စောက်ချက်ခွဲတာပေါ့အများကြီးအဲမနေ तू မနေသွားကြည့်လေအဘလို့ဝါအမင်းသားကြီးမင်းသားကြီးဆိုတော့ဘလို့ကောင်းအတူဖေရဘလို့အတူကဘလို့ तू ဖေနာမည်ဦးညို့ तू မေမနာမည်ဒေါ်တင်နေ तू မိမခရစ်ယာန်မား အတူအသမီးကလေးတယောက်နဲ့ခရစ်ယာန်မမပေါင်းတော့လို့မင်းသားရဲ့လမ်းဘေးရောက်သွားတာအတာတာမဟုတ်တာရှိတရားတောင်းမယူတယ်နော်အာကောင်အဲ့လိုတော်ကီအကောင်နာမည်တော်ကီအောင်စန်းဦးအာကောင်ဘူဂျိုကြီးရဲ့နာမည်မပြောဘူဂျိုကြီးရဲ့သမီးတယောက်နဲ့နည်းနည်းပတ်သက်ပြီးတော့တကယ်ဝင်ဆန်သွားတဲ့ကောင်အကောင်လူလိန်စတီအင်းကြီးဝင်ပြီးတော့မှဘောပင်တစ်ချောင်းကတိုးပြီးတော့မှအဲတို့တို့အကြောင်းနေအကုန်ပေါ်လာလေး ပေါ်လာလေခမရတို့အခုကျွန်တော်66ကောက်ကြီးနေပဲဆိုရတယ်ကျွန်တော်အံ့ဩတော်မဆုံးဘာမှမရှိတော့တော့ဒါနဲ့တက်တက်ဆိုရတယ်ဟာတကယ်များခမရတို့ကနော်ခမရတို့အကြောင်းလေးကြတော့ပွန့်သားတွေကိုတန့်လို့ကျွန်တော်စီရောက်လာတာဥပမာတစ်ခုပဲဗျာဘဒူးရဲ့မရင်ငယ်ပါတို့အဲဘယ်မှာနေခဲ့တာပါတို့အဘလူလာတာပါတို့အာဘလူပါတီပါညာတို့ဟာအများကြီးခမရတို့တမိုင်းကြောင်တော်တော်မကောင်းတာပုံအပုံနဲ့နေကြီးပဲ နော်နာနာအပုံနဲ့နေရွေးအဲ့ဒါကိုခမားတို့မို့လို့ကျုပ်လို့တမတမတ်ကြတဲ့လူအမှန်တရားပတ်တော်သားကိုတရားဆွေးရည်တဲ့ဟာရင်နာလို့တော့မဆိုဘူးခမားတို့ရဲ့ဘဝတွေကိုပြောခမားတို့ဘဝတွေကိုရင်နာလားနော်ကိုကိုယ်တိုင်လည်းမမှန်ကန်ဘူးဘာဖြစ်လို့လဲဇော်ဘုံရင်ကတိုင်းပြည်မှာဒီလိုဖြစ်လာတာခမားတို့ဘာဖြစ်လို့ခမားတို့ဇော်ဘုံရင်ကဘာတက်လို့နေလို့ဘာများပါခင်ဗျားတို့နံပါတ်နဲ့ ခင်ဗျားတို့ပုံနဲ့ပြဿနာရှာလို့လို့ခင်ဗျားတို့ပဲအရင်စတိုက်ခိုက်တယ်ရေးတယ်အခုကျတော့ခင်ဗျားတို့ပဲအရင်ကျွန်တော်တရားဆွဲတယ်ဟမ်ခင်ဗျားတို့ပဲလာရင်စတယ်ရင်စားပြီးတော့ခင်ဗျားတို့ပဲတရားဆွဲတယ်ခင်ဗျားတို့ပဲကျွန်တော်သင်နေစီပြီးပြောတယ်တတ်မယ်ပြောတယ်ခင်ဗျားတို့ကျွန်တော်ပြောခဲ့တယ်အကြောင်းအရာတွေပါရှိလို့ ါတို့လူတွေရောဝေးသေးလားငါပါလုံးလိုက်ရင်ပါလေငါရဲ့လောက်ရက်ကအတွေးခေါ်ကခင်ဗျားတို့လည်းညီပိနဲ့တိတ်မထူခင်ဗျားတို့ကအခွင့်ရေးရလို့ကျမတို့ဒီနောက်20ဒီအခင်းချင်းမှာအခွင့်ရေးရလို့ခင်ဗျားတို့ဟိုဟာကော်မလီပြောသလိုပဲဟိုဟိုဟာတဲ့တိုင်းပြည်နဲ့နိုင်ငံလူမျိုးတွေမမမမကြီးရက်ပြီးစာရွက်ကြီးပြောခဲ့တဲ့အမရေတဲ့အဲသွားပြန်မှန်းလိုက်သေးတယ် ကိုနဲ့မဆိုင်ရင်ကိုယ့်အကူနေတယ်ကိုယ့်လုပ်ကိုလုံးတယ်ဟိုကပြန်ရေးတယ်အမမှန်ကြည့်ပြီးတော့ပြောတယ်အာချအောင်အဲ့မှာပြဿနာပွဲရဩလို့ခင်ဗျားတို့ကကိုကိုလုပ်ခဲ့တဲ့သမိုင်းကိုလူတွေအကုန်သိတယ်ဗျခင်ဗျားတို့ကိုယ်တိုင်ပဲမသိတာခင်ဗျားတို့တော်တော်စောက်ရှက်မဲ့တာစောက်ရှက်မရှိတာနော်ဟိုကောင်ဆိုလဲကိုယ့်အကူငားလေးမွေးပေါ့ဗုဒ္ဓရဲ့စစ်တီတော်ကြီးရဲ့ဦးစည်းဦးဆောင်လို့ပြောပြီးတော့ငားကန်တူပြီးငားမွေးနေငားရောင်းနေ အကုသိုလ်လုပ်နေနဲ့နော်အပြင်မှာတွေ့ကြတာပေါ့ဟုတ်လားနော်ခေါင်းအိုက်တောင်တကုံကဓမ္မတို့အမှုဖွင့်ခိုင်းလိုက်တဲ့အမှုစစ်ညီလေးနဲ့ရဲရဲညီလေးပေါ့နော်စကမ်းမှုနဲ့ကိုဖုံးဆက်ခိုင်းလိုက်ပါဇော်ဘုံရေဖုံးဆက်ခိုင်းလိုက်ကိုဇော်ဘုံရေတောင်တကုံမှာတော့အမှုဖွင့်တာလို့ကိုဇော်ဘုံရင်ကို ျွန်တော်တို့စကန်းကိုလာရောက်ပြီးတော့မှဒီအမှုကိုလာပြီးတော့ကျွန်တော်တို့စစ်ဆေးစရာလေးရှိလို့ဒီ66ကာကြီးအနေနဲ့အကိုလာခဲ့ပါဆိုရင်အရောက်လာခဲ့ပါမယ်ခင်ဗျာနော်ကျွန်တော်ရဲ့ရန်ကုန်ကရွှေမြို့မိတ်သကညီကိုပေါင်းတင်နေရလဲဆရာတော်ဘုရားတွေရောအားလုံးစောင့်နေပါတယ်ကျွန်တော်ကျွန်တော်လာမယ့်ရက်ကိုနော်ကိုတမိုင်းကိုရေးကြပါဗျာနော်အဲ့တော့ကျွန်တော် ဘာပဲပြောပြောပါကျွန်တော်ကဒီနေ့ကကျွန်တော်ရဲ့မွေးနေ့လေးပါကျွန်တော်45နှစ်လုံးဝတင်းတင်းပြည့်တဲ့မွေးနေ့လေးပါเนาะကျွန်တော်လည်းဒီမွေးနေ့လေးမှာကျွန်တော်ဘာလုပ်ရမလဲဆိုတဲ့အတွေ့အကြုံနဲ့ကျွန်တော်မှကျွန်တော်သွားပြီးတော့အလူတန်းလေးတွေအဲကျွန်တော်ပြုစုပြီးတော့မှကျွန်တော်လုပ်ခဲ့ပါပြီเนาะဒါမွေးနေ့ကျွန်တော်ရဲ့ကိုရွေးကိုတာပါစင်နေမွေးနေ့မို့လို့ကျွန်တော်ဘာမှမတင်ပြဘူးဘာလို့မှလည်းမပြောဘဲနဲ့ကျွန်တော်ကကျွန်တော်တယောက်တည်းသွားပြီးတော့လုပ်ခဲ့တာเนาะအားကြောင့်မလို့လဲကျွန်တော်အိမ်ပြန်ရောက်တာကျွန်တော်နောက်ကျတယ် အမှတကယ်ချင်းပေါင်းတင်နေတယ်လည်းကျွန်တော်ပြင်ဦးလည်းမှာအာမခံနဲ့ဒါကတော့မရဘူးလုံးဝမယ်ပြန်လုံးမယ်ဘာညာပေါ့အမလုံးပါနဲ့ပြန်ကျွန်တော်ပြန်မလုံးချင်ဘူးဒီအမှုကိုပဲကျွန်တော်ရင်ဆိုင်နေတာပါဒီကျွန်တော်ပြန်လုံးရင်တော့ပို့ပြီးတော့ဆိုးမှာပေါ့ဟိုကျွန်တော်မကောင်းဖြစ်သွားမှာပေါ့အပြန်လုတ်เสียမလို့လေရင်ဆိုင်ရမှာယောက်ျားဆိုတော့ရင်ဆိုင်ရမှာအဲ့အရာတွေကိုကြော်လွှမ်းနိုင်ရမယ်ဖြတ်တန်းနိုင်ရမယ်အဲတိုင်းပြည်ချစ်တဲ့နိုင်ငံချစ်တဲ့လူမျိုးချစ်တဲ့တက်မလို့ချစ်တဲ့အေးစမ်းသွားနေတဲ့ချင်းနဲ့ဘီတူလူတို့ကို တကယ်ချစ်တယ်ဆိုတော့စိတ်တစ်ခုနဲ့အဲ့ဒီဥစ္စာကိုရင်ဆိုင်မယ်အဲ့ဒီရင်ဆိုင်တဲ့နေရာမှာကိုသည်ဘလို့ပြယုံမျိုးနိုင်ငံလူမျိုးနဲ့တက်မတော်ပေါ်မှာတက်မတော်သားမိသားစုပေါ်မှာအေးချမ်းဆောင်နေထိုင်ခြင်းနဲ့ပြည်သူလူမျိုးကဘလို့ပြယုံမျိုးနဲ့အဲ့ဒီရေစခံမယ်အဲ့ဒီတရားရုံးမှာကျွန်တော်ဘလို့ရက်တည်မလဲဆိုတာကိုခင်ဗျားတို့စောင့်ကြည့်တာနော်အဲကျွန်တော်ဝင်းရံနေလူကတော့ကျွန်တော်မသိဘူးကျွန်တော်ချစ်လို့ဝင်းရံတာပြဿနာမရှိဘူးလုံကြုံရေးတော့အဲ့မှာလုံလုံကားပေးရမှာအများကြီးလာမှာအများကြီးလာမှာ เนาะအခုဒီမှာလည်းပြောလိုက်တယ်ကျွန်တော်ချစ်တဲ့လူတွေအားလုံးကျွန်တော်ရဲအဲ့ဒီရဲစကန်းနဲ့အဲ့ဒီတရားယုံကနေကျွန်တော်ဖိတ်ပြီးဆိုတာ ਨੇ ကျွန်တော်တကယ်ချစ်လို့ဝင်းရံနေခြင်းတဲ့လူတွေအားလုံးအဲ့တရားယုံကိုလိုက်ခဲ့ပါတောင်းတကုံကိုလိုက်ခဲ့เนาะငွေကြီးမရှိလို့အဝေးကနေလိုင်းပေါ်ကနေအားပေးတဲ့လူတွေနဲ့လက်ခံတယ်เนาะရန်ကုန်တို့အဲ့နေရာတဝိုက်မှာရှိနေတဲ့လူအားလုံးကကိုစော်ဘုန်းရံဘလို့လူမျိုးလဲဆိုတော့လာဝင်းရံကိုခြေနေပြီเนาะ အဲ့တော့မတရားတာမမှန်တာမလုပ်ဘူးသူများလို့နိုင်ငံလည်းမပုံကံဘူးအစိုးရမကောင်းကြောင်းလည်းမပြောဘူးတက်မလို့မကောင်းကြောင်းလည်းပြောဘူးတက်မလို့သားမကောင်းကြောင်းလည်းပြောဘူးကျွန်တော်ဖြစ်တဲ့အပေါ်မှာပဲကျွန်တော်ကိုလာဝင်းရနေကျွန်တော်ကဟိုကောင်လို့နေမျိုးစင်လို့လို့မဟုတ်ဘူးတည်မလားအဲ့နေမျိုးစင်လို့လို့အလိုအောင်တန်းအောင်တန်းအကောင်နေတဲ့နေအခုတရားဆွဲတဲ့လူတွေအားလုံးနဲ့နေမျိုးစင်လို့တဲ့ကောင်တွေတိတ်မကွာဘူးနော်သူတို့တိတ်မကွာဘူးလို့ကြားကြားရတယ်ဒီလိုဒီပုံတွေကဘဲတွေပဲလို့တော့ကျွန်တော်သိထားတာရှိတယ်နော် အနေမျိုးစင်လို့လို့ပုံစံပဲတဲ့ဒီခုကျွန်တော်တရားဆိုတဲ့အဖွဲ့ကအဲ့လိုပုံစံပဲတဲ့เนาะအဲ့တော့ကျွန်တော်အဲ့မှာနိုင်ငံရေးမကောင်းကြောင်းပြောပါမို့တိုင်းပြည်မကောင်းကြောင်းကျွန်တော်ကနိုင်ငံကောင်းကြောင်းပြောမယ်တိုင်းပြည်ကောင်းကြောင်းလူမျိုးကောင်းကြောင်းပြောမယ်ဒါပေမဲ့မကောင်းတဲ့လူတွေကဘလို့ဘလို့တရားဆွဲတာဟိုဘာကြောင့်ဘလို့လုပ်တယ်ဆိုတာတော့ကျွန်တော်ပြောရမယ်အဲ့ဒါအနာရှိရင်တော့ဆက်အဲကျွန်တော်ရဲ့လက်သုံးစကားပဲเนาะအဲ့တော့ကျွန်တော်မွေးနေ့လေးမှဒီနောက်နှစ်ပါးများစွာတိုင်အောင်ကျွန်တော်ဆူတောင်းပေးချင်တာက ကျွန်တော်တို့ရှင်းလင်းရောက်နေတဲ့တက်မတော်သားတွေအမြန်ဆုံးနောက်တန်းကိုပြန်လေရောက်ရှိခဲ့ပြီးတော့မှ နောက်တန်းကမိသားစုတွေနဲ့အမြန်ဆုံးပြန်လေပေါင်းဆက်နိုင်ပါစေမြန်မာပြည်အမြန်ဆုံးငြိမ်းချမ်းပါစေကျွန်တော်တို့တိုက်ခိုက်နေတဲ့ကျွန်တော်တို့ဘောတော့အဖက်ဖက်ကနေပြီးတော့မဟုတ်ကောက်ကစကားတွေပြောပြောတိုက်ခိုက်ခဲ့တဲ့ PDF တို့ဇော်ဘုံရ PDF ပါတို့ဇော်ဘုံကတသွင်းပတို့တသွင်းတဘုံမာတို့ပြီးဇော်ဘုံရအတီတို့ပါတို့အဲ့လိုပြောတဲ့လူတွေလည်းအေးချမ်းကြပါစေခင်ဗျားတို့ဆွဲထားတဲ့အမှုကိုပဲ ကျွန်တော်တို့နိုင်အောင်လုပ်ပါလို့ကျွန်တော်ဒီကနေ့မြေတာကိုဆူတောင်းပေးပါတယ်เนาะခင်ဗျားတို့ရေလိုအေးလိုပန်းလိုမွေးပါသေးပါတော့เนาะ